မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကိုတဲယူပကံမြေရေးသားသောမုတ်ဆိုးမတားကောင်တားကောင်မမုတ်ဆိုးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ရာသီဆက်ဝန်တပတ်လည်၍မိုးရာသီသို့ရောက်ခဲ့ပြန်ချေပြီးအထက်အညာဒေသဖြစ်ခြင်းကြောင့်မိုးရာသီရောက်ခဲ့တော်လဲရှုံးဘွတ်မထားချေတဲမြင်များစွာပဝင်နေသောနီးချင်းချင်းမြေလွာမှာမိုးရေကြောင့်ဘွတ်မထားပဲနေလျှောက်ရာသီမှာပိုး၍အဆင်ပြေပြီးတော့အထက်အညာမိုးကအောက်ပြီးအောက်ရွာမိုးလိုနေစဉ်မရွာပါတခါတဲတဲမဲမဲရွာပြီးလျင်သုံးလျက်ခန့်တိတ်နေတတ်သည်မိုးကြပြီဆိုကြတဲ့ကနေဝင်ချိန်မှမနှက်လင်းသည့်အထိပဝင်ချင်းတစ်ခွင်လုံးဖားအော်သံများဖြင့်စီစီညာနေသည် မိုးကောင်းရေဖားကြပြီဆိုသည်နှင့်ဟင်းစားအတွက်ဖားကောက်ထွက်ကြသည်မှာလဲအညာဒေသကြီးဒလေတစ်ခုဖြစ်ပါသည်ယနေ့လဲမနက်လင်းကလေးကစွနေသောမိုးဖွဲဖွဲလေးကညနေစောင်းတော့မှတိတ်သွားသည်ကိုစိန်လင်းတဲရှိထွက်၍ရာသီဥတုကိုအကဲခတ်လိုက်သည်ယနေ့ညာမိုးရွာတော့မည်မဟုတ်သို့သောမနက်လင်းကလေးကရွာထားသောမိုးဖွဲဖွဲကြောင့်ဖားအော်သံများကစီစီညံနေသည်ယခုညနေကြားရသောဖားသံများတွေတွင်ဖားကြီးသံများအတော်ပါနေသည် ဖားကောက်ထွက်ပါကဖားကြီးများပါရနိုင်သည်မိုးကြသည်မှာလဲတလကြောခန့်ကြာခဲ့ပြီဖြစ်၍တနေ့တဲ့တနေ့ဖားကပိုကြလာသည် ကိုစိန်လင်းဖားကောက်ထွက်ခဲ့ဒီမှာလဲဆယ်ရက်ခန့်ရှိချေပြီညစဉ်ဖားကောင်ရေ50ခန့်ရပြီးမိသားစုဟင်းစားဖူလုံ၏ညမောင်ရေဖားအော်သားများကြားရပြီဆိုရင် ကိုစိန်လင်းမနေတတ်တော့ဖားကောက်ထွက်ရမှာကြေနက်သည်ပြီးတော့ဖားသားကိုတူလွန်ကြိုက်သည် အထက်အညာကဖားလဲအောက်ပြီးအောက်ရွာဖားထက်ပို၍စားကောင်းပါသည် စားဖားဖားလက်စက် ဖအိုင်ပဇင်းငနွားစသဖြင့်အညာဒေသဖားမျိုးမျိုးရှိသည်ပဇင်းငနွားမှာအောက်ပြီးအောက်ရွာမှာဖျက်ပြုတ်ခဲ့သူမစားကောင်းသောဖားမျိုးဖြစ်၏ဖားကောက်ပုံမှာလည်းကွဲပြားသေး၏အောက်ပြီးအောက်ရွာဖားကအတွက်သည် ထို့ကြောင့်ကျင့်ဖြင့်ရိုက်ပြီးမှကောက်ရွာ၍ဖားရိုက်ထွက်သည်ဟုခေါ်သည်အထက်ညာဖားကမတွက်တမီးနဲ့ထိုးလိုက်သည်နဲ့ဖားကမိအောင်ကိုကြောင်ကြည့်နေသဖြင့်အိတ်ထဲသို့အသာကောက်ထည့်ယုံသား ထို့ကြောင့်အညာဒေသတွင်ဖားရသည်ဟုမခေါ်ဘဲဖားကောက်ထွက်သည်ဟုခေါ်ကြသည်ညနေဆောင်ရမှည၈နာရီသို့ချင်းကပ်လာသောကိုစိန်လင်းဖားကောက်ထွက်ရန်ပြင်ဆင်တော့သည်တမိမှဖြုတ်ထားသောမိကောင်းကိုတေချိုးနှင့်နှစ်ဖူးတက်တဲ့တွင်ပတ်လိုက်သည်မိကောင်းမှထွက်လာသောဓာတ်ချိုးနှစ်ပင်ကို၆ခန်းအိုးဘတ်ထရီတွင်ချိတ်လိုက်သောအခါနှစ်ဖူးထိပ်မိကောင်းမှမိအောင်ကထိန်ကနေထွက်လာသည်ထို့နောက်ဘတ်ထရီကိုဘဲဘက်ခုံးတွင်တဘိုးဖြင့်ရှို့ထမ်းလိုက်သည်ဖားထက်ရန်ခြိဖြင့်ရထားသော ရှို့ဝင်ကြီးကိုညာဘက်ပခုံးတွင်လွှဲလိုက်သည် လွတ်နေသောညာလက်ကဖားကိုကောက်ပြီးဤကအထက်ညာသားတူဤဖားကောက်ထွက်ရန်ပုံစံဖြစ်တမိကို လက်ကကန်ရန်မလိုနှစ်ဖူးမှမိကောင်းနှင့်ဦးကောင်းကိုဘယ်ညာရန်ကမိထိုး၍ဖားကိုရှာသည်ဖားမျက်လုံးသည်မိနှင့်ထိုးမိလျင်ဤချင်းချင်းအယောင်ပြန်ဟတ်သည်တမီးနှင့်ထိုးလိုက်သောတဲမီမှာနီးချင်းချင်းအယောင်လေးပြန်ဟတ်လာလျင်ဖားဆိုတာသိကြ၏ထိုနေရာသို့သွားရာမိအောင်ကိုကြောင်ကြည့်နေသောဖားအားအိတ်ထဲကောက်ထည့်ယုံသာဖြစ်၏ ။အခုလဲကိုစိန်လင်းဖောက်ကောက်ဖို့တဲပြင်ထွက်မြေပြုစဉ်နောက်မှဇနီးဖြစ်သူကကိုစိန်လင်းရှင်ဖားကြီးပဲမဲကောက်မနေနဲ့အောင်။မွေတို့ကင်းလို့လဲသတိထားအောင်။ကြုံညတိုင်းမှားတယ်နော်။အေးပါမိမရဲ့ငါသတိထားပါမယ်။ကဲတော့ပြီဟဲ့။ကိုစိန်လေးဇနီးတဲ့ကိုစကားပြန်ပြောပြီးနောက်တဲတွင်မှာတက်ကြွစွာထွက်လာခဲ့သည်ပထမဆုံးရွာမြောက်ဘက်ရာကင်းပြင်များစီသွားမိပြီးလည်းရွာတောင်ဘက်ချောင်းပေါက်ကန်ထီသွားကောက်မိဟုစိတ်ကူးထားသည် ရွာပြင်ထရော့တွင်ရောက်သောသူကဲ့သို့ဖားကောက်နေသူများထံမှဘက်ထရီမီးရောင်များကိုဂျာကင်းပင်များစီတွင်ဟိုတပွင့်ဒီတပွင့်တွေ့နေရသည်ဖားအော်သံများကလည်းနားကွက်လူမတက်ကြားနေရသည်နှစ်ဖူးမှမိကောင်းကိုဘယ်ညာရမ်းလိုက်တိုင်းဖားမျက်လုံးနီးကျင်ကျင်ကလေးများကိုတဲမြေပေါ်တွင်ဟိုတပွင့်ဒီတပွင့်တွေ့နေရသည်ယနေ့ညဖားအတော်ကြသည်ပဲဟုစိန်လင်းတွေးလိုက်မိကောက်ကောင်းကောင်းနဲ့ကောက်နေလိုက်သည်မှာရွာမြောက်ဖက်ယာကင်းတပြင်လုံးခြေရာချင်းထတ်လူချေပြီအချိန်ကလည်းည9နာရီကျော်ခန့်ရှိလေပြီ။ ကိုစိုင်းလင်းဖိုက်ကိုလက်ဖြင့်ဆန့်ကြည့်လိုက်သည်အကောင်30လောက်တော့ရှိနေလောက်ပြီစိတ်ကူးထားသည့်အတိုင်းသူ၏ခြေလမ်းများကိုရွာတောင်ဘက်6ပေါက်ကန်သို့ဥတီလိုက်သည်6ပေါက်ကန်ဆိုသည်မှာတရွာလုံးအားကိုးနေရသောတောက်ရေကန်ဖြစ်သည်ယခုအချိန်ဆိုကံမောင်ဘက်လည်းနှင့်ရေဆက်တွင် ဖားတွေအတော်ကျနေလောက်ပြီရေကန်တို့တော့ရလမ်းတစ်လျှောက်တွင်လည်းဖားတွေကဟိုတကောင်ဒီတကောင်ကောက်လိုက်ရသည်မှာလက်မလဲဖားကောင်ရင်လျှောက်လာလိုက်သည်မှာကံမောင်ကိုပင်မြင်နေရချေပြီး ကမ္မမော်တို့တက်လိုက်သောအခါကရင်ပင်ကိုဖျက်ဆန်းတိုက်ခတ်လာသောမိုးရနံပါသည့်လင်းနုအေတို့ကကြိုဆိုလျက်ရှိပထမဆုံးကမ္မောင်ပတ်လဲတွင်လှဲ့ကောက်ပြီးမှရေကန်ဇက်သို့ဆင်းခဲ့သည်ပဝင်းကျင်ကိုတစ်ချက်အကဲခတ်လိုက်တော့သူကဲ့သို့ဖောက်ကောက်သူများ၏မိအောင်များကအဝေးစီမှသာရှိသေး၏ကံစီတို့ကိုမလာကြသည်ကံထဲရောက်လာသူမှာသူကအူးဆုံးလူဖြစ်၏ကောင်းလေစွာတယောက်တည်းလွတ်လပ်စွာကောက်ရတော်မူ ကိုစိန်လေးရေကန်ဆက်တွင်ငုတ်တုတ်ထိုင်ချရင်နှစ်ဖူးမှမိကောင်းတဲ့ထိုးကဖားကိုအနိကရှာသည်ဖားများသည်ရေဆက်တွင်ခေါင်းကလေးများရေပြင်ကိုဖော်နေတတ်သည်ဟော တွေ့လိပြီတကောင် ရေပြင်ပေါ်ပေါ်နေသောဖားကောင်းကလေးအိတ်ထဲအตาရာကောက်ထည့်လိုက်သည်နှစ်ဖူးမှမိကောင်းကိုပဲတစ်ချက်ညာတစ်ချက်ရိမ့်လိုက်တော့တွေ့ပြန်ပြီနောက်တကောင်ဒီတကောင်တော့အတော်လေးကြည်သည်ကောက်၍လွယ်အိတ်ထဲထည့်လိုက်ပြန်သည်ဖားအိတ်ကိုစန့်ကြည့်လိုက်သည် အကောင်၄၀ကျော်လောက်ပြီ၅၀ကျော်လောက်ဆိုလျင်ပြန်ပြီးဟုစိတ်ကူးမိ၏ ကိုစိန်လင်းကံရည်ဆက်တွင်ငုတ်တို့အနေထားဖြင့်ပဲဘဲဘက်သို့နေရာနဲ့နဲ့ရွှေ့ထိုင်လိုက်သည်ထို့နောက်သူ၏ရှေ့ရည်ဆက်ကိုနှစ်ဖူးမှမိကောင်းနှင့်ထိုးလိုက်သောအလိုလေးနဲနဲနောနောဖားကောင်းကြီးမဟုတ်ရေပေါ်ပေါ်နေသောဖားကောင်းကပင် လူကြီးလက်သည့်စုပ်ခန့်ဆိုတော့ဖားတစ်ကောင်လုံးဆိုလျင်နဲမီမဟုတ်ဖားမကြီးဖြစ်ပေမည်အိမ်မြကြီးသောဖားကိုလက်တစ်ဖက်ထဲနှင့်ဖမ်းလျင်လွတ်သွားမှာဆိုရ၏ ကိုစိန်လင်းပထမဦးစွာဘဲဘက်ကုန်းတွင်ထန်းထားသောပထွေနှင့်တဘိုးကိုအောက်ချလိုက်သည်။နှစ်ဖူးမှမိကောင်းကုန်မူဖားကောင်းမှမလွဲရ။မိအောင်လွဲသွားသောဖားရင်ငုတ်ပြည့်မီဆိုရသည်။လက်နှစ်ဖက်စလုံးလွတ်သွားတော့မှရေပင်ပေါ်ပေါ်နေသောဖားကောင်းကိုလက်နှစ်ဖက်ဖြင့်အာရပါရဆုပ်၍ဖမ်းလိုက်သောအခါဝုန်းကနေမိသားနှင့်အတူဖားကောင်းနောက်ရေပင်စီမှရှေမျောမျောကိုလုံးကြီးကရေပေါ်ပေါ်လာတော့သည်။ထို့နောက်ဘယ်ညာရင်၍ယုံတော့သည်။ကိုစိန်လင်းကောင်းတစ်ပန်းကြီးသွားသည်။ သူဖားကောင်းအမတ်ဖြင့်စုပ်ကင်လက်ဒီမှာကန်နဲ့ဆင်း၍ဖားချောင်းနေသောမွေကြီးဖြစ်နေသည်ဖားကောင်းနှင့်မွေကောင်းသည်ရေပေါ်ပေါ်နေလျင်အလွန်ဆင်တူသည်ကိုသူမိတ်သွားခဲ့သည်ချက်ချင်းလှုပ်လိုက်မိဟုစိတ်ကူးတော်လဲမလွတ်ရဲမွေကသူ့ကိုပြန်ပေါက်လိုက်နိုင်သည်ထို့ကြောင့်မွေကောင်းကိုသတိရှိရှိနှင့်ပို၍တင့်ကျက်စွာစုပ်ထားလိုက်သည်ပြီးတော့မွေကိုယ်လုံးကိုနှစ်ဖူးမှမိကောင်းနှင့်ထိုးကြည့်လေသောတော်ကြီးမွေဟောင်းအကွက်များကမွေတကောင်လုံးမှာမိအောင်ကြောင့်အကွင်းလိုက်အကွင်းလိုက်နဲ့ဝင်းပြောင်နေသည် ဥကောက်မှအမိဖျားသည့်နှလံမြရှည်ပြီးဝမ်းပိုက်နေရာတွင်လူကြီးပေါင်လုံးခန့်ရှိသောတောကြီးမွေဟောက်တကောင်ဖြစ်၏။မွေကရန်သူလက်သို့ကြပြီးဟူသောအသည့်နှင့်တအားယုံလိုက်သောအခါကိုစိန်လင်းငုတ်တုတ်ထံရမှဖင်ထိုင်ရကြသွားတော်သည်။ကိုစိန်လင်းချွေးပြန်နေချေပြီ။ယခုပွဲကမုတ်ဆိုးချင်းတွေ့သောပွဲဖြစ်၏။လူကလည်းဖားကောက်၊မွေကလည်းဖားရှာထွက်ခြင်းတဲ့တဲ့တိုးခြင်းဖြစ်သည်။ ဘသူ့ဘက်မှာအလျှော့ပေးလိုက်မျိုးဟုံမွေကောင်းကိုလက်တစ်ဖက်ထဲပြင်စုပ်ကင်ထားပြီးကြံလက်တစ်ဖက်ကတဘိုးပြင်ခေါင်းကိုထုတက်မိဟုတွေးကြည့်သည်မဖြစ်နိုင်မွေကောင်းမှာအတော်ကြီးသည်လက်တစ်ဖက်ထဲအပြင်ဆိုလင်းယုံထွက်သွားနိုင်သည်လက်နှစ်ဖက်ဖြင့်ဖန်းစုပ်၍ထား၍သာတစ်ဖက်ထဲနဲ့သာဖန်းစုပ်မိလျင်သူ့မွေပေါက်ခံရချေပြီနှစ်ဖူးမှမိကောင်းနဲ့မွေကောင်းကိုထိုးကြည့်လိုက်တော့ ဒေါသချောင်းချောင်းထွက်နေသောမွေးမြလုံးနှလုံးကသူ့ကိုပြန်ကြည့်နေပေပြီ။နှာခေါင်းကလည်းတဖူးဖူးမှုန့်နေနေသည်။ကိုစိန်လေးလွရလွကြောင်းအမျိုးမျိုးရှာကြံကြည့်ဘလို့လို့ရပါ။ထို့သောရှိနေစင်မှာပဲမွေးကိုလုံးကတွန့်လင်းကယုံနေရမှကိုစိန်လေးညာဘက်ခြေတလုံးကိုဝင်ပတ်တော်သည်။ကိုစိန်လေးဇောကြွေးပြန်လာ၏။မွေးကောင်းကိုမလို့ရရမှအဖြစ်ပိုဆိုးသွားကြပြီ။ မွေကသူ့ဤခြေသလုံးကိုပတ်ထားပြီးအပြည့်ညှိ၍ဥကောင်းကိုယုံထွက်သည်ကိုစိန်လင်းကလည်းမွေကောင်းကိုအားထည့်၍ညှက်ထားသည်မွေမှာအာတန်လွန်၍လူတကိုယ်လုံးဖင်ထိုင်လျက်အနေထားမှာပက်လက်ပင်လန်းကျင်လာသည်ဒီတိုင်းဆိုကြာလင်လက်အံသေး၍မွေကောင်းလွတ်သွားပါကသူ့ဤဖြစ်ကိုမတွေ့ရမဖြစ်တော့ချေတစုံတူဤအကူညီရမှဖြစ်ပေတော့မည်ဖောက်ောက်သူတစုံတယောက်ကန်ဤတွင်ရှိနိုင်ကိုစိန်လင်းအတန်ကုန်ဟိ၍អော်လိုက်တော်သည် ကဲသားပါအောင်မျိုးကဲသားပါအောင်မျိုးကြောက်မွေးနဲ့တွေ့နေလို့ပါကဲသားပါအောင်သူ၏အော်တန်ကိုကြတော့မွေးကလန့်ပြီးပို၍ယုံသည်ခြေစလုံးကိုပတ်ထားသောကိုလုံးကိုပို၍အားထက်ညစ်ပြီးယုံသောကြောင့်ကိုစိန်လေးညာခြေစလုံးမှာနာကျင်ကြိုက်ခဲလာသည်ညအမောင်ရေကန်ဆက်မှာမွေနှင့်လူအသက်လူပဲမွေကလည်းအလျှော့မပေးခြေစလုံးကိုညှစ်အားယူ၍ခေါင်းကိုတအားယုံထွက်၏ကိုစိန်လေးကလည်းမွေခေါင်းကိုလွတ်ထွက်မသွားအောင်တအားညှစ်ထားပြီးတန်ကုန်ခိ၍အကူအညီတောင်း၏ ကိုစိန်လေးထင်အော်နေဒီမှာ7မိနစ်ခန့်ကြာမြင့်ထင်သူဤအော်တန်ကိုကြား၍ထင်ညာဘက်ကံမော်မော်တွင်ဓမိအောင်တို့ခုတွေ့လူနှစ်ယောက်သူစီလာနေချေပြီကိုစိန်လေးဝမ်းသာအားရဖြင့်ပို၍ကြဲကြဲလောင်လောင်အော်လိုက်သည် ကဲကြပါအောင်ဗျာဟဲ့လူတွေကြုတ်ကိုကဲကြပါအောင်ထိုးလူနှူးကလည်းဓမ္မီဖြင့်ထိုးကြည့်ရာကိုစိန်လင်း၏အဖြစ်ကိုမြင်သွား၏ကံမောင်မောင်မှပြင်းစင်းလာကြ၏ကိုစိန်လင်းအော်နေရမှထိုးလူနှူးကိုနှစ်ဖူးမှမိကောင်းနှင့်ထိုးကြည့်ရာရွာတောင်ပိုင်းမှကိုမြမောင်နှင့်ကိုလာဆောင်တို့ညီကိုဖြစ်နေသည်ကိုမြမောင်နှင့်ကိုလာဆောင်တို့သည်ကိုစိန်လင်းထံပြေးလာပြီးဟဲ့လူကိုစိန်လင်းဘလို့ပြရတာရောမွေးကြီးပါလားအေးကွာလို့ပါအောင်ငါလက်အန်သေးလာပြီးမွေးကောင်းလွတ်တော်မယ်ပေးပေးမွေးကောင်းကိုကြုတ်ကြိုင်မယ် ကိုမြမောင်ကပြောပြောဆိုဆိုကိုစိန်လေးလက်ထဲမှာမွေကောင်းကိုဝင်ကင်ပေးသည်ထိုကားကြမှာညာခြေသလုံးတွင်ပတ်နေသောမွေကိုလုံးကိုကိုစိန်လေးဖြည့်ထုတ်ပြီးမွေဝမ်းပိုက်နေရာကိုဂျိုင်းကြနဲ့တအားညက်ပြီးဖမ်းနာလိုက်သည်ကိုလာဆောင်ကလည်းတဘိုးကိုကောက်ကင်လိုက်ပြီးဟိကောင်မြမောင်မွေကောင်းကိုဟိုးစခြင်းကြောက်တော့မတင်လိုက်ငါရိုက်တတ်မယ်ကိုမြမောင်ကကိုလာဆောင်ပြရာကရင်ဆက်တင်တဝက်တစ်ပြက်ပေါ်နေသောစခြင်းကြောက်တော့မသူမွေကောင်းကိုတင်ပေးလိုက်တော့အခါကိုလာဆောင်သည်မွေကောင်းကိုတဘိုးဖြင့်စီစီညံ့ညံ့ကြည်သည်သည့်စင်ကစင်ကရိုက်လိုက်တော်သည် မွေတကိုယ်လုံးတွန့်လင်ခုံပေါပြီးတဖြည်းဖြည်းငြိမ်းချသွားကအကြောတဆန့်ဆန့်ဆွဲ၍တည်ဆုံးသွားလေတော့သည်ယခုမှပင်ကိုစိန်လင်းတက်ပြင်းချ၍ခြေပြက်လက်ပြက်ထိုင်ချလိုက်သည်ကိုမြမောင်နှင့်ကိုလဆောင်ကမွေသေးကိုထမ်းပြီးဖြင့်ထိုးကြည့်ရင်ကိုမြမောင်ကတိုးကြီးမွေဟောက်ကြီးပြနဲတဲ့ကောင်ကြီးမဟုတ်ဘူးကိုစိန်လင်းရဲ့ခမရမလဲဘလို့ဖြစ်ရတာတော့မွေကောင်းကိုခမရကကင်ရတယ်မွေကိုလုံးကခြေသလုံးမှာပတ်လို့မပြောချင်ပါဘူးကွာရေစက်မှာမွေကောင်းပေါ်နေတာကို ဖားကောင်းမှတ်လို့တွားဖမ်းမိတာဟေးတော်သေးတာပေါ့ကွာမင်းတို့နှစ်ယောက်ရောက်လာလို့နောက်10မိနစ်လောက်သာကြာရင်တော့ငါတော့ကြွပြီမင်းတို့ကိုဘလို့ကျေးဇူးတရားမှမသိတော့ပါဘူးကွာတကယ်ပါကိုမြမောင်ကကိုစိန်လင်းကိုဆွဲထုတ်ပေးသည်ကဲထထကိုလူရွာပြန်အောင်နောက်ဖားကောက်ထွက်ရင်သတိထားဗျအမလီတော်ပါပြီနောက်ဆိုမကောက်ရတော့ပါဘူးသူများကောက်တာပဲဝယ်စားတော့မယ်အခုလဲကြောက်လွန်းလို့တုံနေပါပြီကွာကိုစိန်လင်းပြောကြအောင်ကိုမြမောင်နဲ့ကိုလာဆောင်တို့သဘောကျသွားရည်တော့သည်ဟုတ်ပေသည် ကိုစိလေးတကူလုံးကြောက်စိတ်ကြောင့်တဆက်ဆက်တုံနေစေရှိသည်။မွေဘက်ခံထားရသောညာဘက်ခြေသလုံးကလည်းကိုက်ခဲနေသည်။အခုမှကိုစိလေးကြည့်မိသည်။ကိုရမောင်နဲ့ကိုလဆောင်မှဖောက်ောက်ထွက်လာခြင်းမဟုတ်ကြချင်း။ဒါနဲ့မင်းတို့နှကောင်ဘယ်ကပြန်လာတာတုံးကွာ။ဖောက်ောက်ကြတာလည်းမဟုတ်ဘူး။ဟုတ်တယ်။ကျုပ်တို့ကံပက်လက်ရွာကပြန်လာတာ။ဒီကဏ္ဍရောက်မှခမရအော်တန်ကြလို့ဝင်လာတာ။ကဲပေးပေးခမရဖားကြီးပြောပြောဆိုဆိုကိုမြမောင်ကကိုစိန်လေးစီမှာဖားရိုက်ကိုလွယ်ပြီးဘက်ထရီကိုထမ်းသည်။ ကိုလာဆောင်ကကိုစင်းလေးကိုတွဲခေါ်ရင်းရွာသို့ပြန်ခဲ့ကြသည်တောကြီးမွေဟောက်အသေးကောင်းကမူရေခမ်းလေးရှိရှို့ကြီးတဲ့သို့လွတ်ပြခဲ့ကိုမြမောင်နဲ့ကိုလာဆောင်ကကိုစင်းလေးကိုအိမ်တန်းရာရောက်လိုက်ပို့ကြသည်ရွာပြန်ရောက်တော့ည7:00နာရီကျော်ချိန်ပြီကိုစင်းလေး၏အဖြစ်ကိုဇနီးဖြစ်သူကြားတော့ခါအတော်ပင် ထိတ်လန့်သွားပြီးနောက်နောက်ဖားကောက်မထွက်ရန်ပြောတော်သည်ကိုမြမောင်နဲ့ကိုလာဆောင်ကိုလည်းအလွန်ပင်ကျေးဇူးတင်သွားခဲ့ကြသည်သူမခမကံကောင်း၏မုံဆိုးမှမဖြစ်ရခြင်းဖြစ်သည် နောက်တနေ့မနက်လင်းတော့ကိုစိန်လင်း၏သတင်းမှာတရွာလုံးပြော၍မဆုံးတော့ချေတချို့ကကိုစိန်လင်းအားကန်ဆောင်နဲ့ကကန်ဆောင်လူလဲရန်မွေနှင်းတိုက်ချင်းဖြစ်သည်ဟုပြောကြသည်ကိုစိန်လင်းတို့မူတင်းမင်းနှင့်စစ်ခင်းခဲ့ရသောထိုမိုးညတညကိုမေးမရနိုင်တော့ပေထိုနေ့မှစ၍ဖားကောက်ခြင်းကိုဂျာသက်ပန်ဆွန့်လွတ်လိုက်တော်သည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။အောင်ပါလား။